ီနေ့မှာတော့ဒီကန်တန်နာ virtual studio ကိုကျွန်တော်တို့ကိုပြချင်လို့ဆိုတော့ကျွန်တော်ကဒီနေ့လာရောက်ပြီးတော့ဟိုပညာလာလေ့လာပါကြည့်တဲ့အချိန်မှာတော်တော်လေးဟောဝါအရန်ကိုစဉ်းမြင်နေပြီးကျွန်တော်တို့ရဲ့အခြားနိုင်ငံတွေမှာဆိုရင်ပေါ့နော်ဒီရိုက်ကူးရေးတို့ပတ်တာဒီဘလိုမျိုးကိုဒီမျိုးတက်တာအောင် LED ကိုရှေ့မှာဟိုရိုက်နိုင်တယ်လဲဆိုတော့ခြားပြနိုင်အောင်ပေါ့နော်အော်ကျွန်တော်ပါတနေ့ကျရင်တော့ဒီမှာလာရိုက်ချင်တယ်ပေါ့နော်ဆူတောင်းပြီးတော့လဲစူးစမ်းမှာပေါ့နော်ဒီမှာလာရိုက်လို့ရအောင် ဒီနေ့ကျွန်တော်ကဒီကန္တနာစတူဒီယိုမှာပေါ့နော်ကျွန်တော်အဖေရဲ့မိတ်ဆွေ Mr. Jared ကိုခေါ်တယ်ဒီမှာကန္တနာနဲ့ပတ်သက်တဲ့သက်ဆိုင်ရာများကိုအကုန်လုံးသူလိုက်ပြီးတောင်းဝန်ယူပေးတဲ့တူဦးပေါ့နော်ဆိုကျွန်တော်တို့အဖေကဒီရေခဲတောင်လို့ပါလို့ ဒီဒိနေဘောဘန်ဆို look at the chain မှာကျွန်တော်တို့သူ့လို့နဲ့အမြန်တမ်း look at ဖြစ်တဲ့ color grading ရော sound ပေါ့အထူးသဖြင့် sound လို့ပါလို့ look at ဖြစ်တဲ့ဒီနေ့မှာတော့ဒီ Cantana Virtual Studio ကိုကျွန်တော်တို့ကိုပြချင်လို့ဆိုတော့ကျွန်တော်ကဒီနေ့လာရောက်ပြီးတော့ဟိုပညာလာလေ့လာပါ ြည့်တဲ့အချိန်မှာတော်တော်လေးဟောဝါအရန်ကိုစစ်မြင်နေပြီကျွန်တော်တို့ရဲ့တခြားနိုင်ငံတွေမှာဆိုရင်ပေါ့နော်ဒီရိုက်ကူးရေးတို့ပတ်တာဒီဘလိုမျိုးကိုဒီမျိုးတက်တာအောင် LED ကိုရှေ့မှာဟိုရိုက်နိုင်တယ်ဆိုတာချပြနိုင်အောင်ပေါ့နော်အဲ့ဒီပုံမှာလည်း all ကျွန်တော်ပါတနေ့ချိန်ရောဒီမှာလာရိုက်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဆူတောင်းပြီးတော့လည်းစူးစမ်းမှာပေါ့နော်ဒီမှာလာရိုက်တော့ရအောင်မြန်မာပြည်မှာဒီလိုမျိုး ဒီ content ဒီဒီလိုမျိုးနေရာတွေမှာရိုက်ရမယ်ဆိုရင်တော့ဒါကတော့ quality ကောင်းတယ်ဟိုမတ်မတ်သေးတယ်ထူးထူးခြားခြားသေးတယ်ရိုက်နိုင်မယ်လို့လည်းထင်တယ်။ဒါပေမဲ့ဆိုခုခေတ်ကတော့ဒီ content နဲ့ပတ်သက်ရင်ပေါ့နော်လူတွေကအမျိုးစုံရိုက်လို့ရတယ်။ဒါပေမဲ့ တခါတလေစတူဒီယိုမှာမရိုက်ပဲနဲ့အပြင်မှာရိုက်ရင်တော့အခက်အခဲတွေရှိရပါဘောเนาะဟိုပစ္စည်းအားရှိတာပဲဖြစ်ဖြစ်ဟိုဟာအနေအပဲရှိတာပဲဖြစ်ဖြစ်ဒါပေမဲ့ဒီလိုမျိုးစတူဒီယိုမှာရိုက်ခဲ့မယ်ဆိုရင်တော့ limit မရှိဘူးပေါ့ကျဲတဲ့လိုမျိုးပုံစံနဲ့ရိုက်လို့ရတယ်ကားမောင်းတာလေးပဲဖြစ်ဖြစ်ကားတိုက်တာလေးပဲဖြစ်ဖြစ်တခြားမျိုးတွေမှာဟိုဟိုသွားလို့မရပဲနဲ့လမ်းတွေမပိတ်ပဲနဲ့ပတ်စံအရင်ကုန်ချက်ပဲနဲ့ဒီမှာလာအောင် ရိုက်လို့ရတယ်တော့ တွေ့ခဲ့ရတာပေါ့နော်ဆိုတော့ဒီနေ့ကျတော့လာရိုက်ချင်ပါတယ်ကံကောင်းတဲ့လို့တော့ပြောရမှာပေါ့နော်ကျွန်တော်အဖေရဲ့စူးစမ်းအားထုတ်မှုပုံမှာကြောင့်ရောဟိုဒီဒီလိုမျိုးရောက်လာတာပေါ့နော်အဖေရဲ့အောင်မြင်မှုကြောင့်ဒီဘန်ကောက်ချီကိုရောက်လာပြီးတော့ဟိုတူတူသူတို့ ပေါင်းခဲ့ပြီးတော့ဟိုမျိုး relationship ရှိခဲ့တယ်အဲ့ဒီ relationship ပေါ်မှာအခုဒီအခုဒီလည်းခိုင်မာနေတော့သူတို့လည်းအများနဲ့အခြေဆက်မပြတ်ဘူးဘန်ကောက်ရောက်တိုင်းသူတို့အများနဲ့တွေ့ကြတယ်စကားပြောကြတယ်အဲ့ဒါအကြောင်းကျွန်တော်ဒီမျိုးအခွင့်အရေးရခဲ့တဲ့အတွက်ကျွန်တော်အဖေကိုလည်းကျေးဇူးတင်တယ်ကျွန်တော်လည်းကံကောင်းတယ်လို့လည်းမြင်တယ်ဒီအပေါ်မှာလည်းဘ ഹു ဒုတာလည်းရခဲ့တယ်တင်ကန်းစာလည်းတစ်ခုရခဲ့လို့မျိုးလည်းခံစားရတယ်ဒီအဖေကလည်းဟိုကန္တနာမှာလည်းအများကြီးလည်းလုတ်ခဲ့ဖြစ်ပါတယ် ပညာနဲ့တင်ယူခဲ့ရတဲ့အချိန်မှာလည်းကျွန်တော်နဲ့တူတူသွားလို့တဲ့အချိန်မှာလည်းတော်တော်လေးကိုတော့ဟိုဘယ်လောက်ထိ quality ကိုကောင်းတယ်လဲဘယ်လောက်ထိကိုဟိုချပြနိုင်တယ်လဲဘယ်လောက်ထိသူတို့ကကြီးမားတယ်လဲဆိုတာကိုသိရပါဘောနော်ကန္နနာကလည်းဒီဟိုတိုင်းရမှာပဲမဟုတ် South East Asia မှာအာရှန်နိုင်ငံတွေထဲမှာပေါ့နော်တူတော့တော်တော်ကောင်းတဲ့စတူဒီယိုထဲမှာပြေဝါတဲ့စတူဒီယိုပေါ့နော်ဟိုထဲမှာပါတယ်တချို့ဟို နိုင်ငံခြားစီရတဲ့အောင်မှ Netflix show တွေတောင်မှဒီတီအောင်လာပြီးတော့သူတို့ရဲ့ facility ကိုလည်းအသုံးပြုပါတယ်အခုလည်းရှိတော့ဟိုကျွန်တော်လည်းရုပ်ရှင်နဲ့ရိုက်ပို့လည်းရှိတယ်တခြား program တွေရိုက်ထားရလည်းဟို editing နဲ့ဟိုလုပ်နေတော့အဖြစ်နေရပေါ့နော်မကြခင်နဲ့တင်ပြဖို့လည်းရှိပါတယ်ဟို show လိုက်ရဲ့ program တွေကိုလည်း run နိုင်အောင်လည်းဟိုဟာဥဆောင်နေရပေါ့ဟိုကျွန်တော်တို့မိသားစုပေါ့နော်ကျွန်တော်အဖေအထူးသဖြင့်အပေးနဲ့အပေးနေတဲ့ပရိသတ်တွေများကျွန်တော်ဖေက ဟိုအခုတော်တော်မှပဲ surgery ပြီးသွားတယ် surgery ရတယ်အောင်မြင်သွားတယ်အချိန်နေရတော့တော်တော်ကောင်းပါတယ်ဆိုတော့တိခဲ့ရပါတယ်ဟိုကောင်းနိုင်ဖို့ပဲရှိတော့မယ်ဆိုတော့မြင်ပါတယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းလေးနဲ့တော့ဟိုဆက်ကြည့်ရမှာပေါ့ဟိုဆရာဝန်ကလည်းထက်ကြည့်ရအောင်မယ်ဒါပေမဲ့တည်င်းတော့ကောင်းပါတယ်ဟိုနည်းနည်းတော့တစ်လနှစ်လသုံးလအတွင်းတော့ပြန်လျှောက်နိုင်မယ်ဆိုတော့ပြောရပါပေါ့နော်ဒါပေမဲ့အချိန်နေရတော့ကြည့်ရအောင်မယ်ဆိုတော့အဖေအတွက်ကျွန်တော်ဝမ်းသာတယ်တွေ့လေတဲ့လေ ဟိုတင်းကောင်းတခုဖြစ်မယ်လို့လည်းယူဆပါတယ်ကျွန်တော်အပင်းနဲ့베리တယ်တွေများကျွန်တော်ဒီတမကပူချူစားမလို့လည်းဟိုကတိပေးချင်တယ်베리တယ်တွေကိုလည်းအများကြီးကျွန်တော်ဘက်ကနေဟိုချပြချင်တယ်ပြချင်တယ်အဲ့ဒီပုံမှာကျွန်တော်ဘက်ကနေလည်းချူစားနေလို့လည်းပြောချင်ပါတယ်